ြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းမြန်မာနိုင်ငံအလဲပိုင်းကငလင်တန်ခန်းစားခဲ့ရတဲ့ပြည်သူတွေအတွက်ရိတ်ခါပို့တဲ့ကားတွေတိုက်ခိုက်ခံရတယ်ဆိုတဲ့သတင်းအမှားတွေကိုစစ်ကောင်စီဝါဒဖြန့် Telegram Channel တွေကဖြန့်ဝေခဲ့ကြပါတယ်။မုံရွာမှသခိုင်းသူကဲဆေးေးသွားတဲ့ရင်တန်းကို PDF တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်ဆိုပြီးဓာတ်ပေါ်အဟောင်းတွေအသုံးပြုပြီးမိုင်းဝေကိုတက်နဲ့အခြားစစ်ကောင်စီထောက်ခံ Telegram Channel တွေက Matchla 30ရင်းတွေကသတင်းအမှားတွေဖြန့်ဝေခဲ့ကြပါတယ်။ ဝါရဖြန့် channel တွေကဖြန့်ဝေထားတဲ့ဓာတ်ပုံတွေကို Google Reports Image Search နဲ့ရှာဖွေကြည့်ရမြေလက်အတန်တွေ2023ခုနှစ် match လ26ရက်စွဲနဲ့ဖော်ပြထားတဲ့ဓာတ်ပုံတွေတူညီနေပြီး People Spring သတင်းမီဒီယာမှာဖော်ပြထားတဲ့ဓာတ်ပုံအဟောင်းတွေနဲ့တူညီနေတာကိုတွေ့ရပါတယ်။မြေလက်အတန်မှာ2023ခုနှစ် match လ25ရက်ညနေ3:00နာရီခွဲခန့်တွင်မန္တလေးကနေရွှေဘိုဘက်သို့မောင်းနှင်လာတဲ့ခီးတဲ့တင်ကား2စီး၊ကုန်တင်ကား2စီးနဲ့ဆိုင်ကယ်2စီးမိုင်းထိခဲ့ကြ။ မိုင်းထိမှုကြောင့်ရဟန်းတပါးအပါဝင်အယက်သား9ဦးဒဏ်ရာရရှိခဲ့ကြောင်းသတင်းတပ်ပုံအနေနဲ့တကွဖော်ပြထားပါတယ်။ People Spring သတင်းမီဒီယာမှာ2025 March 4ရက်ကစစ်ကောင်စီတပ်ဖော်ကားတစီကိုတော်လန်ရေးရဲဘော်တွေကတင်ပိုက်အပြီးတွေ့ရစဉ်လို့ရေးသားဖော်ပြထားပါတယ်။ထက်မှန်ရဖြန့်ဝေထားတဲ့တပ်ပုံမှာနထိုးကြီး PDF တစိပ်ပါတနက်ပြနေပုံကို Google Reverse Image Search နဲ့ရှာဖွေကြည့်ရ MPA သတင်းမီဒီယာတွေမှာဖော်ပြထားတဲ့ဓာတ်ပုံနဲ့တူညီနေပါတယ်။ MPA တွင်2025 match လ17ရက်ကနထိုးစီတွင်စစ်ကောင်စီတက်စစ်ကြောင်းတိုက်ခိုက်ခံရပြီး48ဦးသေဆုံးလို့ရေးသားဖော်ပြထားပါတယ်။မုံရွာခရိုင်တရင်စနစ်ကို MPA ဖက်ချက်တင်းကဆက်သွင်းမြင်းညံခဲ့ရာတော်လန်ရေးတက်တွေကကယ်ဆယ်ရေးကားတွေကိုမိုင်းဆွဲတိုက်ခတ်တာ မရှိပါဘူး။သတင်းအမှားပါလို့ဖြေဆိုခဲ့ပါတယ်။ ဒါကြောင့်မွန်ရွာကစခိုင်းသူကယ်ဆယ်ရေးသွားတဲ့ရင်တန်းတွေကို PDF တွေမိုင်းဆွဲတိုက်ခတ်တယ်ဆိုပြီးဓာတ်ပေါ်အဟောင်းတွေကိုပြန်သုံးကစစ်ကောင်စီဝါဒဖြန့် Telegram Channel တွေကရည်ရွယ်ချက်ရှိရှိသတင်းအမှားများဖြန့်ဝေထားတာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းအမှားကတော့ဘန်ကောက်မြို့မှာကျင်းပခဲ့တဲ့ Bin Step အစီအွေတရောက်ကိုထိုင်းနိုင်ငံကိုတွားရောက်ခဲ့တဲ့စစ်ကောင်စီခေါင်းဆောင်ကာချုပ်မင်းအောင်နိုင်ကို ထိုင်းပြည်သူများကဆန္ဒပြဆိုပြီးသတင်းအမှားအကြောင်းအရလူမှုကွန်ရက်မှာပြန့်နှံ့ခဲ့ပါတယ်။ ပြန့်နှံ့နေတဲ့ video file တွေကို screenshot ဖတ်ပြီး Google Robots image search နဲ့ရှာဖွေကြည့်ရမှာ Thai Media ဖြစ်တဲ့ Thai PBS နောက်သတင်းဌာနကဖော်ပြထားတဲ့ဓာတ်ပုံတွေနဲ့ထပ်တူညီနေပါတယ်။အစအဦးတစ်ခုရှိမှဆန္ဒပြနေတဲ့ video file နဲ့ပတ်သက်ပြီး Thai PBS နောက်တွင် TikTok ထိန်းသိမ်းဥပဒေနဲ့ပတ်သက်ပြီးချင်းမိုင်ခရိုင်ရှိလယ်သမားတွေကချင်းမိုင်ခရိုင်ခမ်းမရှိမှာ၆ရက်မြောက်နေ့ဆန္ဒထုတ်ဖော်နေတာဖြစ်တယ်လို့យေတာထားပါတယ်။ထို့ကြောင့်လူမှုကွန်ရက်ပေါ်မှာပြန့်နှံ့နေတဲ့ video file တွေဟာ ထိုင်းလေသမားတွေဆန္ဒပြစီနှောင်းကဗီဒီယိုဖိုင်အဟောင်းတွေဖြစ်ပြီးစစ်ကောင်စီခေါင်းဆောင်မင်းအောင်နိုင်ကိုဆန္ဒပြခဲ့ကြတာမဟုတ်ပါဘူး။ထိုင်းနိုင်ငံမှာအာဏာသိမ်းမြန်မာစစ်ခေါင်းဆောင်ကိုလူအများစုဝေး၍ဆန္ဒပြခြင်းမရှိတော့လေ။စာတန်းချိတ်ဆွဲဆန္ဒထုတ်ဖော်ခြင်းနဲ့ကမ်ပိန်းပြုလုပ်ဆန့်ကျင်ခဲ့ခြင်းတွေရှိပါတယ်။ဒါပြင်ကာချုပ်မင်းအောင်နိုင်တဲကိုခဲ့တဲ့ဟိုတယ်မှာဒီအစည်းအဝေးဟာအပြစ်မဲ့ပြည်သူ6000ကျော်ရဲ့သွေးတွေဆွန်းထင်းသွားခဲ့ပါပြီလို့ထိုင်းတက္ကသိုလ်ကျောင်းသားတအုပ်ကတကူတော်အော်ဟစ်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ထိုင်းရောက်မြန်မာနိုင်ငံသားအချို့လည်းကာကြုတ်မင်းအောင်နိုင်ကိုဆန္ဒပြခဲ့လို့ထိုင်းရဲ့တပ်ဖွဲ့ရဲ့ဖမ်းဆီးတာကိုခံခဲ့ရပါတယ်။အချို့အားဖြင့်ပြောရရင်ကာကြုတ်မင်းအောင်နိုင်ကိုဆန္ဒပြတယ်ဆိုပြီးဆိုရှယ်မီဒီယာတွေမှာပြန့်နှံ့နေတဲ့ဗီဒီယိုဖိုင်တွေဟာမှားယွင်းခဲ့ပေမဲ့ထိုင်းနဲ့မြန်မာနိုင်ငံသားအချို့ဆန္ဒပြခဲ့တာဟာမှန်ကန်ပါတယ်။